နိုင်ငံတကာသတင်းတပုတ်အနေနဲ့ကတော့ရခိုင်ကိုတင်ပို့မဲ့ဆက်လီ၂ဆင်းနဲ့အတူယူဆောင်လာတဲ့ပေမျိုးစုံ800ဘီလက်မြေ850နဲ့အတူမှောင်ကိုသမား22ဦးကိုဘင်္ဂလားဒေ့ရှ်ကမ်းခြေဆောင်တပ်ကဖမ်းဆီးလိုက်ပါတယ်။ဒုတိယဗိုလ်မှူးကြီးရှာကစ်မဘူးကမနေ့ကကြာသပတေးနေ့ည9နာရီလောက်မှာအတည်ပြုထုတ်ပြန်လာပါတယ်။သတင်းတွေအရကမ်းခြေဆောင်တပ်ဟာစိတ်မာတင်ကျွန်းရဲ့အနောက်တောင်ဖက်နဲ့ကက်လျက်ပင်လယ်ပြင်မှာအထူးစစ်ဆင်ရေးတစ်ခုပြုလုပ်ခဲ့ရာ စစ်စင်ရေးအတွင်တန်တရာဖြစ်ပွားပွဲငါးဖမ်းလေနှစ်စင်းကိုတွေ့ရှိခဲ့ပြီးဖမ်းဆီးနိုင်ခဲ့တာဖြစ်တယ်လို့ဆိုထားပါရယ်ဇက်လင်နှစ်စင်းပေါ်မှာပေးမျိုးစုံ800ပီလက်မြေ850နဲ့အတူမှောက်ကိုသမား20ယောက်ကိုဖမ်းဆီးရမိခဲ့ပြီးအဲ့ဒီပစ္စည်းတွေရဲ့တန်ဖိုးဟာတာကာ33သိန်းခွဲကျော်တန်ဖိုးရှိကြောင်းရှာကတ်မဘူးကပြောကြားခဲ့ပါရယ်အကောက်ခွန်ရှောင်းတိန်မုံမြန်မာနိုင်ငံကိုတရားမဝင်ခိုးထုတ်မှုနဲ့ဖမ်းဆီးရခြင်းဖြစ်တယ်လို့ဆိုထားပါရယ် သိသိရမိရဲ့ပစ္စည်းတွေမှောက်ခုပစ္စည်းတွေတင်ပို့ရမှာအသုံးပြုတဲ့လှေနဲ့ဖက်စစ်ခံထားရတဲ့သူတွေကိုဆက်လက်ပြီးဥပဒေအရအေးအေးယူဆောင်ရွက်နေတယ်လို့သိရပါပါတယ်ရှင်။